ခဏကလေးရတယ်။အောက်ကိုပြုတ်ကြတော့နှုတ်ထပေးလိုက်ရ။အဲ့လိုပြောပြီးတကိုးကောင်းဆောင်ကိုလေးယောက်တယောက်ဝိုင်းပိုက်ဖို့လုပ်တယ်။တကိုးကောင်းဆောင်ကဟေးဟေးနေုံနေုံတယောက်တယောက်စီပဲချမယ်။လေးယောက်တယောက်ဆိုရင်မမြောက်ဘူး။ဒီတော့တယောက်ရှင်လား။ဒါနဲ့ငပင်းရဲ့အရင်ရှိကိုထွက်လာလိုက်တယ်။ငပင်းရဲ့တရင်ဒီကိုသူတို့ပဲတကိုးရီစီရနေကြားထားတယ်။တကိုးကောင်းဆောင်ကအင်းပိန်ပိန်ရှိရှိနဲ့တိုင်းတက်တွေကောင်းနေစွာ ီကောင်လေးပဲဖြစ်ရအောင်အဲ့လိုတူပြီးငပိန့်ကိုပြောလိုက်တယ်မင်းမဟုတ်ဘူးမင်းမဟုတ်ဘူးဟိုဟိုနောက်ကခေါင်းဝါတယောက်လာခဲ့ချက်ကြီးကဇီးခွက်တေကိုကြည့်လိုက်တယ်ငပိန့်ဘလို့လိုက်တာလဲကိုချက်ကြီးဘာမှမပြောရင်ဘာမှမလုပ်နဲ့လို့ပြောထားရင်မလားကျွန်တော်လောက်တာမဟုတ်ပါဘူးသူ့ဟာသူ့ကိုကျွန်တော်စီကိုပြေးလာလို့ရှောင်းလိုက်တာပဲရှိတာဗျာ ဟမ်မင်းရင်ကဲနဲ့သွားပေါက်တာဟုတ်ကငပိန်လေးကိုချက်ကြီးဆိုတော့စင်မကောင်းဖြစ်သွားတယ်ကျွန်တော်ရှိမှကျွန်တော်တငယ်ချင်းတွေကိုသူတို့နဲ့ကကြီးသွားပြီးပြီဗျပထမတကဖို့သူဒုတိယတကကိုချက်ကြီးအဲ့ဒါကြောင့်အခုလေချီပို့လာနေတယ်လို့ကျွန်တော်ကဒီလိုလွတ်လိုက်ရတာပါဗျဟမ်စကားများနေရေသူတို့ကိုဂျယ်လီမားကသူ့ရဲ့ကျူးနဲ့နှိုင်းလိုက်ပြီးရုတ်တရက်တိုက်ခိုက်လိုက်တယ်ဖို့သူတို့အလုံးလေးရုတ်တရက်ဆိုတော့ကျိုးနဲ့ရိုက်တာကိုခံလိုက်ရတော့တာပါ ချက်ချင်းရတော့ကြောင်သွားတယ်။ခိုင်းညမဘာလုပ်တယ်လို့လုပ်ရတာလဲ။ရှင်တို့အမအေးတခုလှုပ်လိုက်ပြီ။အဲ့အတွက်အပြစ်ပေးခံရမယ်။ကျမနာမည်ကခိုင်မဟုတ်ဘူး။ကျမနာမည်ဂျက်လီမ။ဂျက်လီမလည်းအဲ့လိုပြောပြီးတော့သူ့ရဲ့ကြိုးတိုင်းနဲ့ငပိန့်ကိုဥတီပြီးတိုက်ခိုက်တော်တယ်။ငပိန့်ကလည်းသူ့ကိုလမ်းရိုက်တဲ့ကျူးတွေကိုရှောင်ရင်းနဲ့ဂျက်လီမကိုကန့်မြန်လိုက်တယ်။ဂျက်လီမလည်းငပိန့်ကန်ချန်ချောင်းနေကြသွားတော့တယ်။ကိုကြက်ကြီးကတော့ဂျက်လီမကိုတွားပြန်ထူလိုက်တယ်။ ညီမအစီအညီရလားဇယ်လီမာကတော့ကိုချက်ကြီးကိုသူ့ရဲ့မော်စွမ်းအားနဲ့တွန်းထုတ်လိုက်တဲ့အတွက်ကြောင့်ချက်ကြီးလည်းအဝေးကိုနှွှတ်ထွက်သွားတော့တယ်ဇယ်လီမာလည်းသူ့ရဲ့မော်စွမ်းအားကိုသုံးပြီးကျိုးကိုဝှေ့ရန်လို့ငပိတ်ကိုတိုက်ခိုက်ပြန်တယ်ပင်မိုင်းတရားတာမင်းကြောင့်အဲ့ဒီအတွက်မင်းအဖြစ်ကိုခံယူရမှာကျွန်တော်တတ်တာမဟုတ်ဘူးသူ့ဘာသာသူတေတာဗျငပိတ်ကကုတ္တကမှာတော့ဇယ်လီမာနဲ့ရင်ဆိုင်မှုအတွက်ပြေးသွားတော့တယ် ဇလီမာလည်းပြေးလာနေတဲ့ငပိတ်ကိုမြင်ပေမယ့်ကျုံရဲ့အရှင်ကိုပြန်ရုံးလို့မရနိုင်တဲ့အချိန်ငပိတ်ကဇလီမာရဲ့ဘိုက်ကိုလေးစင်းလောက်ဇက်တိုက်တိုးပြီးကန်ထည့်လိုက်တော့တယ်ဇလီမာလည်းငပိတ်ရဲ့ကန်ချက်ကြောင့်အီဇလန်ဝေသွားပြီးညီကြီးဘော်ကိုလေးချသွားတယ်ကိုချက်ကြီးကမင်းကလေတကိုးတွေလှုပ်လိုက်တဲ့လူပဲလားအဖေကဒါတော့ရှင်းနေအောင်ကိုချက်ကြီးရဲ့မင်းနေစီကလိုသေးလို့လားဗျအဲ့ဒီအချိန်ဇလီမာကပြန်ထလာပြီး ငပိန့်ကိုထတ်တက်ခိုက်ပို့လို့ဒီဒိုင်မိတ်ငပိန့်ကအတောဆက်အတိုင်းကျိုးရီကြားနဲ့လွတ်အောင်ကြုံပြီးဂျယ်လီမောင်တိုက်ခိုက်ပြန်ဒီကမှာတော့ဂျယ်လီမောင်တယောက်ပြန်မထနိုင်တော့ဘူးညွေကြီးဘော်ကိုနှဲချသွားတော့တယ်တပတ်မှလည်းတောင်မော်တနီယာမှာတရားထိုင်နေတဲ့တိုင်းစီယာဘိုးတော်ကတကိုးရွာကိုပြန်ရောက်လာပြီးတကိုးကောင်းဆောင်ကိုဘာမပြောညာမပြောနဲ့ပါးရီကိုနှိပ်ချနေရော်ဟမ်အတုံးမကြရီကောင် မိုင်ယူရဲ့ဆန်နဲ့ကောင်းတကိုးကောင်းဆောင်နေကောင်းတစ်ခုလုံးချာချာလေးအောင်အရိုက်ခံနေရတော့တာပါဒါပေမဲ့လေသူပါလို့အရိုက်ခံနေရတယ်ဆိုတော့မသိတော့တကိုးကောင်းဆောင်ကဟိုနေနေနေပေါင်းဗျာဘာဘာဖြစ်လို့ကျွန်တော်ရိုက်နေရလေဗျဟိုအဲ့ဒါတော့မသိခင်ပြောပြပေးပါအောင်ဗျာတကိုးတကြီးလေသူ့လက်တွေနာလာတဲ့အတွက်ကြောင့်ပိုက်ရိုက်တောင်ခဏရှက်လိုက်တည်တကြီးကတော့သူ့ရဲ့ကြောက်စရာကောင်းနေမှော်မြက်လုံးနေနေတကိုးကောင်းဆောင်ကြည့် မင်းလောက်ခဲ့တဲ့ကိစ္စကိုမင်းမသိဘူးဟုတ်လားမင်းပင်မာကြီးကိုဘာကိစ္စနဲ့လှုပ်လိုက်ရလဲဟမ်အဲ့တော့မှတကောကောင်းဆောင်နေပြပြတလဲနေဗျာပင်ပင်ပင်မာကြီးပင်မာကြီးဘာဖြစ်လို့လဲဗျမဟုတ်ပါလို့ရောတကောရွာတဲ့ကြီးကတော့ဘာမှဆက်မပြောဘူးပေါင်းအောင်နောက်တစ်ကြိမ်ဇက်တိုင်းရိုက်နေပြန်နေအဲ့တော့မှတကောကောင်းဆောင်နေပြပြတလဲနေလက်ဟုတ်ကြည့်ပြီးတောင်းမှန်တော့တယ်ကျွန်တော်ကျွန်တော်တောင်းမှန်ပါတယ် တောင်းမှန်ပါလေဗျာဘာရီဘယ်လိုဖြစ်တာလဲဆိုတာငါ့အကုန်ပြောပြစမ်းဟုတ်ဟုတ်ပြောပြပါမယ်ဒါနဲ့တကူကောင်းဆောင်လေးပေါ်ဒူတော့အဖွဲနဲ့ဖြစ်ခဲ့တဲ့မြတ်အကြောင်းအရာတွေအားလုံးကိုပြောပြလိုက်တော့လေတကူရွာတဲ့ချင်းလေးအလုံးစုံကိုကြားပြီးမှဘာဂျယ်လီမအိုကထုတ်ပြီးသုံးရတယ်ဆိုတော့သူတို့ကဘာကောင်နေမလို့လေဘာဘာကောင်လဲတော့မသိပါဘူးတကြီးဒါဒါဒါပေမဲ့ကလေးသုံးယောက်နဲ့လူကြီးတစ်ယောက်ပါတယ်အဖွဲပါဗျ တကိုးရွာတဲ့ကြီးလေးအဲ့ဒီစကားကြတော့တကိုးကောင်းဆောင်ကိုပါတဲ့ရိုက်ပြန်နေဘာကွာဟမ်ခလေးတော့ရောက်နေလူကြီးတယောက်ဟုတ်လားမင်းတို့တကိုးအဖွဲ့ကြီးတစ်ခုလုံးကအဲ့ဒီခလေးတွေကမနိုင်ကြတော့ဘူးလားကွာဟမ်မင်းဘယ်လိုအုပ်ချုပ်နေရလဲကျွန်တော်တောင်းမှတ်ပါတယ်ဗျာဒါနဲ့တဲ့ကြီးလေးတကိုးကောင်းဆောင်ကိုအမိတ်တခုပေးလိုက်တော်တယ်အေးမဟုတ်ရှင်မင်းကိုယ်တိုင်ထွက်တတ်ပြီးရင်အဲ့ဒီလေးကောင်အရှင်ဖမ်းပြီးငါ့ရှိခေါ်လာခဲ့ကြာလား ဒါနဲ့တကူကောင်းဆောင်လေးသူ့လူတွေကိုခေါ်လိုက်တယ်။ဒါကိုတကူရွာတကြီးကအဲ့ဒါဘာလုပ်တာလဲ။မင်းဘသူ့ကိုမှမခေါ်နဲ့။မင်းတယောက်လည်းထွက်တိုက်။မင်းခေါင်းဆောင်လုံနေပြီမင်းဘာကောင်လဲဆိုတော့ချပြလေ။တကြီးပြောတာကိုမခံကျင်တာနဲ့တကူကောင်းဆောင်လေးစိတ်ဆော့တကြီး။အဲ့ဒီလေးယောက်ကိုကျွန်တော်ကိုယ်တိုင်ဖမ်းပြီးတကြီးရှိကိုခေါ်လာပြမယ်။အဲ့ဒီလုံဟစ်ကျွေးလို့တယောက်တည်းတကူရွာလေးကနေထွက်သွားတော့လေ။ တပတ်မှနေဖိုးထူတို့တွေကဆက်ထွက်လာကြရင်ကြောက်ကမ်းမတစ်ခုစီကိုရောက်လာကြတယ်ဟမ်ကိုချက်ကြီးလမ်းကစုံနေပါရောလားဗျကြောက်ကမ်းမကြီးကိုရောက်လာတယ်အဲ့လိုပြောပြီးချက်ကြီးစီကနေမြေပုံဆောင်ရဲ့လမ်းတောင်းလိုက်တယ်သူတို့လမ်းမနေအောင်တိသွားတော့ငပိန်ကကိုချက်ကြီးကျွန်တော်တို့လမ်းမကြီးကိုလာခဲ့ကြတာပဲဗျမြေပုံမှာပြထားတဲ့လမ်းကဒီလမ်းမဟုတ်ဘူးရဲ့အဲ့ဒီတော့မှချက်ကြီးလေးอืมဟုတ်တယ် ူကအဲ့ဒီမိဘကမှားနေရေဆိုပြီးဒီဘက်လန်ကိုညှို့ခဲ့လို့ကိုချက်ကြီးဒီဘက်လန်ကိုရှောက်လာခဲ့တာပဲဟာကိုချက်ကြီးကတော့ပြဿနာပဲဟိသူကပါလို့ကျွန်တော်တို့ကိုတကူရပဲသွားမဲ့လန်ကနေဒီလန်ကိုခေါ်လာလေမသိဘူးနော်အဲ့ဒီအချိန်ကြီးခွက်ပြန်စီလို့တကူကောင်းဆောင်သူတို့စီကိုရှောက်လာတယ်မင်းတို့ကိုရွာကိုမလာစီခြင်းလို့ပေါ့ကွာဖို့ထုလို့လေအတန်လာတဲ့အနောက်ဘက်ကိုနှဲ့ကျင်းလိုက်ကြတယ် အဲ့ဒီချိန်မှာပဲတကိုးကောင်းဆောင်ကမပြောမစုံနဲ့ဖိုးတူတို့ရှိရဲ့နေအောင်ပြေးလာပြီးခြေထောက်နဲ့လှမ်းကန်တော့တယ်။ဒါပေမဲ့ဖိုးတူတို့တကယ်အမြန်ရှောင်းလိုက်ကြတာဆိုတော့တကိုးကောင်းဆောင်ကဖိုးတူတို့ရက်နေတဲ့အနောက်ကကြောက်ကမာကြီးလေးကိုခြေချော်ပြီးပြုတ်ကြမလို့ဖြစ်သွားတယ်။အဲ့ဒီချိန်မှာပဲဖိုးတူကလက်တစ်ပတ်ကနေအောက်ကိုပြုတ်ကြမတော့ဆွဲထားလိုက်တော့ဖိုးတူကရက်ကြည့်နေကြတဲ့ငပိန်တို့ကိုဟဲ့အောင်လေဘာလုပ်နေရလဲငါ့ကိုကူဆွဲကြလေကိုချက်ကြီး ူဆွဲပေးပါအောင်ဗျာအဲဒီတော့မှငပိန်တို့လေပို့သူ့ကိုကူဆွဲပေးလိုက်ကြတာတကူကောင်းဆောင်လေအပေါ်ကိုပြန်ရောက်လာတယ်ဒါပေမဲ့တကူကောင်းဆောင်ကတော့အပေါ်ကိုချမ်းရောက်ချင်းပို့သူ့ကိုတိုက်ခတ်တယ်ခုနကလေးရတယ်အောက်ကိုပြုတ်ကြသွားလှထားပေးလိုက်ရအဲလိုပြောပြီးတကူကောင်းဆောင်ကို၄ရောက်တရောက်ဝိုင်းဖိုက်ဖို့လုပ်တယ်တကူကောင်းဆောင်ကဟေးဟေးနေုံနေုံတယောက်တယောက်စီပဲချမယ်၄ရောက်တယောက်ဆိုရင်မမြောက်ဘူး ဒီတော့တယောက်ရှင်လားဒါနဲ့ငပင်းရဲ့အရင်ရှိကိုထွက်လာလိုက်တယ်ငပင်းရဲ့သတင်းတွေကိုသူတို့ဘက်တကိုးရီစီကနေကြားထားတယ်တကိုးကောင်းဆောင်ကအင်းပိမိန်ရှိရှိနဲ့တိုင်းချက်တွေကောင်းနေစွာဒီကောင်လေးပဲဖြစ်ရအောင်အဲလိုတူပြီးငပင်းကိုပြောလိုက်တယ်မင်းမဟုတ်ဘူးမင်းမဟုတ်ဘူးဟိုဟိုနောက်ကခေါင်းဝါတယောက်လာခဲ့ဒါနဲ့တော်ပေါ်လေးရှိထွက်လာပြီးတကိုးကောင်းဆောင်နေဖိုက်တော်တယ် တဘောတရားကိုကံမြညာမတက်တာနဲ့တဘောကောင်းဆောင်ရဲ့တိုက်ခိုက်တာကိုခံနိုင်ရှာတော်လေဓာနေကပင်ကသူ့တိုက်ခိုက်ဖို့ရှေ့ကိုတွန်းသွားချိန်မှာတဘောကောင်းဆောင်ကဟိုမင်းမင်းမင်းမလာနဲ့ဟိုဟိုရောင်မီစုအဲဟိုဘူးဟိုသူကခရာတီးတက်တယ်လို့ကြားတယ်ဟိုလူဟိုလူအဲမဟုတ်သူကမော်ဆရာလိုလိုဘာလိုလိုနဲ့ဟာအဲလိုရွေးများနေတော့ငပိန်လေတကောကောင်းဆောင်ရဲ့နှကောင်းတတိကိုလက်သီးနဲ့ထိုးချလိုက်တော့ရင်အိမ်နောက်တော့ငပိန်လေ ဝိုင်းလက်သေးနဲ့တကူကောင်းဆောင်ထိုးချလိုက်တော့ခေါင်းဆောင်လည်းအဲ့နေရာမှာတင်လဲချသွားတော့လေငပင်ကလည်းကြသွားတဲ့တကူကောင်းဆောင်ထိုးလိုက်ပြီးနောက်တစ်ချက်ထိုးမဲ့အချိန်မှာကိုချက်ကြီးကဟင်ငပင်ရှက်လိုက်ဒါလို့ဆိုရပြီတော်ပြီကိုချက်ကြီးမေးချင်ရှာမေးလိုက်အောင်အဲ့တော့မှငပင်လေရွှေသားရဲ့လက်ကိုပြန်ယုံလိုက်တော့တယ်အိမ်နောက်တော့ကိုချက်ကြီးကဟင်ငပင်ဒီလူကတကူရွာတကူကောင်းဆောင်နေကွာ မဖြစ်နိုင်တာကိုချက်ကြည့်ရဒီလူကရှောင်ရှင်းနေရမယ့်နေမှာပေါ့သူ့ရဲ့တိုက်ရိုက်ခိုက်ရကသူတပည့်တခုတ်ရီထတော်နှိမ့်နေတယ်ဗျဒါနဲ့ချက်ကြည့်ရပြောလိုက်ကြည့်ကဲပါဘလို့ပဲဖြစ်ဖြစ်ကိုချက်ကြည့်လို့လက်ထဲမှာဒီတကိုးကောင်းဆောင်ကိုရှာထားပြီးပြီဆိုတော့တကိုးရွာကိုသွားဖို့အတွက်ကလွယ်ကူသွားပြီဟိဟိတ်မင်းကျို့တို့မင်းတို့ရဲ့တကိုးရွာကိုခေါ်သွားပါတကိုးကောင်းဆောင်လေးငပိတ်ကိုလှမ်းကြည့်ပြီးကြောက်တာနေဟုတ်ဟုတ်ခေါ်သွားပါမင်း ကျွန်တော်နောက်ကလိုက်ခဲ့ကြပါဒါနဲ့ဘိုးထူးတို့လည်းတကိုးကောင်းဆောင်ဦးဆောင်နေနောက်ကနေလိုက်လာခဲ့ကြသည်တပတ်မှလည်းတကိုးကြွာလူကြီးကအနေငယ်သားဂျန်တော်ရဲ့တကိုးတွေကိုအစည်းဝေးခေါ်လိုက်ကြည်။ခလေးသောရောက်တဲ့လူတယောက်ဒီကိုမကြခင်ရောက်လာတော့မြေ။သူတို့နဲ့အတူမင်းတို့ရဲ့ခေါင်းဆောင်မှာပါလာလိမ့်မယ်။ ဘလို့ကိစ္စပဲရှိရှိဘသူ့ကိုမှရွာတဲ့ဝင်းမခန်နဲ့ကြာလာဟာဒါနဲ့တကူတယောက်ကမင်းလိုက်တယ်ဦးကျွန်တော်တို့ခေါင်းဆောင်ကိုရောလာပြတကြီးငါပြောတဲ့စကားထဲမှာဘသူ့ကိုမှလို့ပါတယ်လीမင်းတို့ခေါင်းဆောင်လည်းပါတယ်အခုချက်ချင်းနေရာယူပြီးတော့ကိုရောင်ကိုကာကွယ်ကြတကြီးစီကအဲ့လိုအမေရှာလိုက်တော့တကူတွေလည်းနေရာသီးသီးမှာတောင်းဝင်ထမ်းဆောင်မှုအတွက်ထွက်သွားကြတော့တယ် ကနကြတော့ပိုတူရုတတွေနဲ့ရွာကိုရောက်လာကြတယ်။တကိုးကောင်းဆောင်ကသူ့ရဲ့တပည့်တကိုးတွေကိုမြင်တော့ပြေးသွားတယ်။ဟောင်းနေဟောင်းနေအနောက်ကပါလာတဲ့ကောင်တွေကိုရှေ့လို့ပြကြလာ။ဒါမှမသူ့ရဲ့တပည့်တွေကသူ့ကိုတွန်းထုတ်လိုက်တဲ့အတွက်ကြောင့်တကိုးကောင်းဆောင်လေးကြောင်သွားတော့တယ်။မင်းတို့ဒါပါလို့တာလေ။ငါကမင်းတို့ကောင်းဆောင်နော်။တကြီးကဘသူ့အမအဝင်မခံနဲ့လို့ပြောထားပါတယ်။ကောင်းဆောင်လည်းဝင်လို့မရပါဘူး။ဝင်ချင်ရင်ကျွန်တော်နဲ့တိုက်ခိုက်ပါဗျ။ အဲ့လိုပြောနေတော့ငပိန်နဲ့ဘိုးတို့ကဝင်ချလာပြီးဂိမ်းဆောင်တကူနှစ်ယောက်ကိုတိုက်ခိုက်လိုက်တော့တကူနှစ်ယောက်လည်းချက်ချင်းပြီးညီပေါ်ကိုလေးချောင်သွားကြတယ်။အိမ်နောက်တော့ချက်ကြီးကတကူကောင်းဆောင်ကိုပြီးဘိုးတို့အနောက်ကနေလိုက်သွားတော့တယ်။တပတ်မှလည်းရွာလူကြီးကသူ့ရဲ့မော်ကားတောင်ကိုရုပ်ပြီးချက်ကြီးတို့ကိုလောင်ရင်နဲ့ထည့်လိုက်တယ်။အိမ်နောက်တော့ရွာလူကြီးကသူ့ရဲ့မော်တုတ်တယ်နဲ့ချက်ကြီးကိုပြစ်လိုက်ခြင်းမှာ ချက်ကြီးရဲ့လက်တစ်ဖက်လေးလှုပ်လို့မရအောင်ဖြစ်သွားတယ်။တုပ်ပေါ်ကတော့ဖိုးထူးတို့လို လောင်ရင်တစ်ခုတည်းမှာတယောက်တည်းထည့်ထားလိုက်တယ်။ကိုချက်ကြီးတုပ်ပေါ်တော့တွားပြီ။အဲ့ဒီအချိန်တကြီးဟာငါ့ရဲ့ပင်မကိုတတ်ပြတာမသူလေ။အဲ့ဒီရဲ့ချင်းတကိုးကောင်းဆောင်ကထပ်ပြီးကိုလုံးပြီးပြီ။တကြီးကမော်တုတ်တယ်နဲ့ရိုင်းနေရကတကိုးကောင်းဆောင်နဲ့အဲ့နေရာမှာတင်မိလေသွားတော့လေ။ငါ့ရဲ့ပင်မကိုတတ်လိုက်တာဘသူလဲလို့မေးနေရလေ။ကျွန်တော်တတ်လိုက်တာ အဲ့တော့ရှင်းကျင်ကျွန်တော်နဲ့ပဲရှင်းမဆိုင်တဲ့သူတွေဘာမှမလုပ်ပါနဲ့ရန်လူကြီးကလေငပိတ်ရဲ့စကားကိုကြားရိတ်ကောင်းငါ့ရဲ့ပင်မအောင်တက်ပြက်လိုက်တာမင်းကိုငပိတ်ကတော့သူ့တက်တာမဟုတ်တဲ့အကြောင်းရှင်းပြတယ်တကြီးကမကြားကျင်သူများရဲ့အရေးပါရဲ့အရာကိုတော့တက်ပြက်ခဲ့ပြီအခုကျကို့လူတွေကိုထီတော့နာတယ်ဟုတ်လားတကြီးတက်တိရှင်ကျွန်တော်နဲ့နှစ်ယောက်လေးခြားကြမယ်လीဘယ်လိုလဲဒီလောင်ရင်ကိုတော့ဖွင့်လိုက်ပါဗျာ တကောလုံးလှုပ်မြရတဲ့ကိုချက်ကြီးကမလုံနိုင်ကပင်ဒီလူကမှော်တက်တယ်မင်းကမှော်မတက်ဘူးမင်းမယ်ထိခိုက်လိမ့်မာကပင်ကတော့သူ့ကိုပြောနေတဲ့စကားတွေကိုနားမထောင်မင်းတကြီးတို့သာဆက်စိန်ကုန်နေတော့တယ်ဘလို့လဲတကြီးမလုံရဲဘူးလားဗျကြောက်လို့လားခါချင်းကမန်တက်လို့တောင်ကြီးကိုဖြိုမယ်တဲ့ပါလားကောင်းပြီလေမင်းအဲ့လောက်စိန်ကုန်နေမှတော့လေကျုပ်ကဖြည့်ဆည်းပေးရသေးတာပေါ့အဲ့လိုပြောပြီး ငပိန်ကိုလောင်ရင်ထဲကနေလှုပ်ပေးလိုက်သည်ငပိန်လည်းရွာလူကြီးကိုတိုက်ခိုက်ဖို့အတွက်အသည့်အနေထားပြန်လိုက်သည်ကျွန်တော်နိုင်ကျွန်တော်လူတွေအားလုံးလှုပ်ပေးရမှာပြီးတော့ဒီတကိုးရွာကိုလည်းဖျက်ဆီးပြရမယ်ရွာလူကြီးကလည်းငပိန်ရဲ့စိန်ခေါ်စကားကိုသဘောကျသွားတယ်အဲ့လိုပဲတော့မှဖြစ်မှာမဟုတ်ဘာလို့ဆိုကြောက်နိုင်မှာမလို့ပဲအဲ့လိုပြောပြီးငပိန်ကိုသူ့ရဲ့မော်တော်တန်နဲ့လှမ်းပြတော်တယ် ရပိန်လေးသူ့ရဲ့နှင်းမြတ်ဆိုင်နဲ့တကြီးရဲ့မော်တုတ်တဲ့နေကမော်ဆွမ်းနေနဲ့မကြည့်အောင်ပပီးနေတော်ရီတကြီးကလည်းနီလန်းပေါင်းစုံနဲ့ငပိန်အောင်လိုက်ပြီးတိုက်ခိုက်တော်အဲ့ဒီချိန်မှာပဲငပိန်ကမော်တုတ်တဲ့ရဲ့ပြည်ရတဲ့ပုံမြန်အောင်တကြီးရှိရဲ့စီပြေးလာတယ်ဟာငါမော်တုတ်တဲ့ကိုရှောင်နေရလားငါစီကိုပဲပြေးလာနေရလားဟာအဲ့လိုတွေးပြီးကြောင်နေတော့ငပိန်ကတကြီးကိုခေါင်းလိုက်ပြီးတိုက်ခိုက်လိုက်တော်တယ်တကြီးလည်းရုတ်တရက်ဆိုတော့ ငပိတိုက်ခိုက်တာကိုခံလိုက်ရပြီးပေါ်ထုတ်တယ်လေအောက်ကိုလွတ်ကျသွားတော့တယ်အဲ့ဒီဒုတ်တယ်ကိုငပိကပြေးကောက်လိုက်ပြီးဖိုးသူရှိရဲ့နှောင်ရင်လေးကိုလှမ်းပြစ်ပေးလိုက်တယ်ငပိကလည်းတိုင်တက်တဲ့သူပြီးပြီးရှာလူကြီးရဲ့တံမြန်တိုက်ခွက်တွေကိုတားလေးရှောင်ပြီးပြီးရှာလူကြီးကိုအနိုင်တိုင်လိုက်တယ်အဲ့ဒီအချိန်တပတ်မှလေပို့သူကငပိန်ပြစ်ပေးလိုက်တဲ့မှော်ထုတ်တယ်နေသူ့လောင်ရင်နဲ့တော်ပေါ်လောင်ရင်ကိုခွင့်လိုက်ပြီး လုံမယားဖြစ်နေတဲ့ကိုချက်ကြီးကိုပါကယ်လိုက်တယ်။ကိုချက်ကြီးကမော်တုတ်တယ်ရှာသွားတဲ့အခါမှာတိုက်ခတ်နေတဲ့ငပိန်ကိုနောက်ဆုံးနေဖို့ပြောပြီးကာလာတစ်ခုကိုရွှေလို့ရွာလူကြီးကိုပြက်လိုက်တော့တယ်။ချက်ချင်းဆိုသလိုပဲငပိန်နဲ့တိုက်ခတ်နေတဲ့ရွာလူကြီးကအလွန်သိငယ်တဲ့ PSC တကောင်ဖြစ်ကိုပြောင်းလဲသွားတော့တာပါ။အဲ့ဒီအချိန်ဖို့ထူးလို့နေသူတို့နိုင်သွားပြီဆိုတာကိုသိပြီးပျော်သွားကြတော့တယ်။ရှင်ငါတို့နိုင်ပြီကွာငါတို့နိုင်ပြီ။ ဒီတခိုးရွာကြီးကိုငါတို့နိုင်ပြီကွာအိမ်တော်တော့ဖိုးထုတို့တွေနဲ့ရွာသားတွေကိုအနိုင်ကျင့်တဲ့တခိုးတွေကိုအနိုင်ယူပြီးတခိုးရွာရဲ့တခိုးပန်ပွဲတော်ကြီးမှာအောင်ဝင်းနဲ့အတူပြန်လာခဲ့ကြတယ်